်ငလာပါဆက်လက်ပြီးတော့မျှဝေမဲ့ဒီဘုဒ္ဓဘိုင်းเนาะ religion ဘိုင်းပေါ့เนาะဒါကတော့ထေရဝါဒဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကသင်္ကာယနာတင်ပွဲပေါ့เนาะ Buddhist councils တွေမြတ်စွာဘုရားရှင်ပြိဋိဘံဆံပြီးတဲ့အခါမှာသင်္ကာယနာတင်ပွဲတွေကထင်ရှားတဲ့သင်္ကာယနာတင်ပွဲကြီး6တန်နဲ့ပတ်သက်တာဘူးပေါ့เนาะဆက်လက်မျှဝေသွားမှာပါသင်္ကာယနာဆိုတဲ့ဒီဝဟာရကိုကတစုတပေါင်းတည်းယူဆခြင်းပဲဖြစ်တယ် ဖျားရှင်ပြိနိဗ္ဗာန်ဆံပြီးတဲ့အခါမှာတစုံတစ်ခုသောအကြောင်းကြောင့်တစ်ခုသောကာလတစ်ခုသောဌာနမှာဖျားရှင်ရဲ့တရားဒေသနာတော်တွေကိုမထေကြီးတွေကနေစူပေါင်းယူဆူကြခြင်းဖြစ်တယ်အဲ့ဒီအကြောင်းအရာကိုဒီတင်္ဂါယနာတင်ပွဲကြီးဒီတဲကတစ်ခုချင်းပေါ့နော်အကြောင်းအရာလေးတွေကိုမျှဝေသွားမှာပါအဲ့ဒီမျှဝေရမှာလဲဒီတင်္ဂါယနာတစ်ခုချင်းစီရဲ့ တင်ရတဲ့အကြောင်းရင်းသူ့ရဲ့ reason တွေပေါ့နော်နောက် diet က patron hd ဒီသင်္ကာရဏတင်ပွဲနဲ့ပတ်သက်ပြီးတော့ပစ္စည်းလေးပါထောက်ပံ့တဲ့ diet ကတွေနောက်ဒီသင်္ကာရဏတင်ပွဲကိုဦးစီးကျင်းပတဲ့တန်ခါနာယကတွေပေါ့နော်နောက်ယဟန္တာရီရဲ့အရေးအတွက်ပေါ့နော်အဲအဲ့ဒါတွေနောက်တစ်ခါသင်္ကာရဏတင်ပွဲကျင်းပတဲ့နေရာဒေသတွေသင်္ကာရဏတင်ပွဲကိုကျင်းပတဲ့အချိန်တွေပေါ့နော်ဒီဘယ်နှခုနှစ်ဘယ်အချိန်နှုန်းက ဘေမင်းလက်ထက်မှာကျင်းပခဲ့တဲ့ဆိုတာမျိုးတွေနောက်တစ်ခါသင်္ဃာယနာတင်ပွဲမှာကြာမြင့်တဲ့ကာလသင်္ဃာယနာတင်ပွဲကိုဘလူးတင်ဘလူးနီးနဲ့ဘလူးပုံစံနဲ့ရွတ်စုတင်ခဲ့တယ်ဆိုတဲ့အကြောင်းအရာတွေရဲ့နောက်သင်္ဃာယနာတင်ပွဲမှာထူးခြားချက်တွေနဲ့အကျိုးကျေးဇူးတွေနဲ့ပတ်သက်တာကိုဟိုသိရှိသမျှပေါ့နော်ဟုတ်မြောက်ဝေတော့မှာဖြစ်ပါတယ်အလုံးကတော့ဒါတွေလည်းသိရှိကြပြီးသားဖြစ်ပါတယ်ဒါပေမဲ့ဒီအကြောင်းအရာကိုဘုဒ္ဓတအနေနဲ့တိဆက်ပြီးတဲ့အတွက်ဒီသာသနာတော်နဲ့ပတ်သက်တာကိုဟို အနည်းငယ်တော့ပို့ပြီးတော့ဟိုသိရှိသွားကြမယ်လို့မျှော်လင့်ပါတယ်ဒါကြောင့်မို့သင်္ဃာယနာ တင်ပွဲကြီး6တန်နဲ့ပတ်သက်ပြီးတော့သင်္ဃာယနာ တင်ပွဲတစ်ခုချင်းစီကိုပေါ့နော်မျှဝေပြီးသွားမှာဖြစ်ပါတယ် In this slide the first Buddhist council ဒီပထမသင်္ဃာယနာတင်ပွဲအကြောင်းကိုအရင်ဆုံးမျှဝေပါမယ်အဲသင်္ဃာယနာ means collective recitation or unity သင်္ခါယနာဆိုတဲ့ဝဟာရကတစုတပေါင်းတည်းပေါ့နော်ရွတ်ဆိုခြင်းဆိုတဲ့အဓိပ္ပာယ်ရပါတယ် The proclamation of the Buddha's doctrine by the gathering of the Thirats ဒီမြတ်စွာဘုရားရှင်ပြိနိဗ္ဗာန်စံပြီးတော့တစုံတစ်ခုတော့အကြောင်းအကြောင်းတစ်ခုသောကာလတစ်ခုသောဌာနမှာဘုရားရှင်ရဲ့တရားဒေသနာတော်တွေကိုမထေကြီးတွေကစုပေါင်းရွတ်ဆိုကြခြင်းကိုသင်္ခါယနာတင်ခြင်းလို့ လိလမှတ်သားရပါတယ် This historic first council came to be known as the ပင်စတတိက because 500 fully allied tent arahants had taken part in it ဒီ first council ပထမသင်္ကရဏတင်ပွဲဟာယဟန္တာ900တို့စုပေါင်းသင်္ကရဏတင်တဲ့အတွက်ပင်စတတိကလို့သိရှိမှတ်သားကြရပါတယ် ယဟန္တာ900ပါဝင်ပြီးတော့မှပေါ့နော်သင်္ဃာယနာ တင်ပွဲကိုကျင်းပခဲ့တယ်လို့ဆိုတာပါ at the first buddhist council ဒီပထမသင်္ဃာယနာတင်ပွဲမှာဆိုလို့ရှိရင်เนาะဟိုပါဝင်တဲ့အကြောင်းအရာတွေဟာပြီးရောဒီသင်္ဃာယနာတင်ပွဲကျင်းပတဲ့အချိန် venue သင်္ဃာယနာတင်ပွဲကျင်းပတဲ့နေရာအဲ cause သင်္ဃာယနာတင်ပွဲကျင်းပရတဲ့အကြောင်းရင်းပေါ့เนาะ blue reason နဲ့ကျင်းပရတယ်ဆိုတာမျိုး and then patron h ဒီသင်္ကရဏတင်ပွဲမှာထောက်ပံ့တဲ့မင်းပေါ့နော် and then chief leader သင်္ကရဏတင်ပွဲမှာဥဆောင်ခြင်းပါတယ်တန်ခါနိုင်ကမထေကြီး and then participants ဒီသင်္ကရဏတင်ပွဲမှာပါဝင်တဲ့ယဟန္တာအကြီးအတွက်ရယ် and then duration သင်္ကရဏတင်ပွဲကြာမြင့်ခြင်း next result သင်္ဂဟနာတင်ပွဲကျင်းပခြင်းကြောင့်ရရှိတဲ့အကျိုးကျေးဇူးတွေနော်အဲ့ဒါတွေရဲ့နောက်ဒီမှာအနန္ဒာ section ရှင်အနန္ဒမထေရဲ့အခန်းခဏစတဲ့အကြောင်းရင်းနေမျှဝေသွားမှာဖြစ်ပါတယ် period 3 months after the parinibbana of the buddha ပထမသင်္ဂဟနာတင်ပွဲကိုဘုရားရှင်ပရိနိဗ္ဗာန်ဆံဝင်တော်မူပြီးတော့၃လအကြာမှာကျင်းပခဲ့တယ် venue ကတော့ at the entrance of Tatapani cave on the side of Vibhara mountain of Rajagha ဒီ Rajaju မြို့အနီးပေါ့နော် Vibhara တောင်ကြီး Tatapani လှိုင်ကူမှာကျင်းပခဲ့တယ်ပထမသင်္ကယနာတင်ပွဲနဲ့ပတ်သက်တဲ့နေရာကတော့ပေါ့နော်နေရာနဲ့ဆက်လင်းပြီးတော့အယူအဆအမျိုးမျိုးကွဲပြားနေတာလေးတွေလည်းရှိတယ်ဆိုတာဒီ literature တွေမှာလေ့လာမှတ်သားရပါတယ် many treaties the place of the council at rajagaha ကျမ်းပေါင်းများစွာမှာတော့ပေါ့နော် rajaju မြို့ဟာပထမသင်္ကရာနာတင်ပွဲကျင်းပတဲ့နေရာဖြစ်ကြောင်းကိုလက်ခံကြတယ် and then dipawanta the tatapani cave on the hill sides of mount vibara near rajagaha နောက်ပိုင်းကျတဲ့ကျမ်းတစ်စောင်ဖြစ်တဲ့ဒီ dipawanta ကျမ်းမှာတော့ rajaju ပြည်ဝေပါရတောင်ဆောင်းမှာရှိတဲ့ tata pani lhaingu lo pobido tija la baare. Cause di ptama tingaya na timbwe jimba yare achao yinbo no. The words of the old monk, the name of Tupata, made a remark on hearing the news of the pre of the Buddha. This remark of Tupata Venerable Bhagatapa realized that no immediate step was taken there. sadhana of the master would soon be lost to humanity ပြစ္စတတိကခန္ဓကသုလဝကပါဠိဝိနည်းပိတကဒီပထမသင်္ဃာယနာတင်ပွဲကျင်းပဖြစ်လိုက်တဲ့အကြောင်းကတော့ပေါ့နော်ဒီတောတွေယဟန်ကြီးသူပတ္တလို့အမည်ရတဲ့တောတွေယဟန်ကြီးရဲ့စကားကြောင့်ဖြစ်တယ်လို့လိလမှတ်သားရပါတယ် အဲ့ဒီမှာရှင်မဟာကတ္တပမထေရကြီးကလည်းဒီလိုစကားကိုကြားလိုက်ရတဲ့အခါမှာပေါ့နော်သူဟာဒီသာသနာတော်ကြီးကွယ်ပြောက်တော်မှာစိုးရိမ်နေတဲ့အတွက်ဒီပထမသင်္ကယနာတင်ပွဲကိုကျင်းပခဲ့တယ်။နောက်ပိဋကစာပေအနေနဲ့လည်းဒီဝိနည်းပိဋကစုလဝကပိစတတိကခန္ဓာကမှာလည်းဒီဟာနဲ့ပတ်သက်လို့ဒီလက်ထွေချာတွေမှာလည်းအစောဆုံး ပါရှိတာကိုလည်းလေ့လာမှတ်သားရပါတယ်။အဲ့ဒီကျမ်းမှာဖော်ပြထားတာကတော့ဒီ venerable katapa went together with 500 members of sangha to kutinagara အဲ့ဒီကျမ်းထဲမှာတော့ရှင်မကတ္တပမထေရကြီးကအခါတစ်ပါးမှာယဟန်တော်ရင်းနဲ့အတူပါဝါပီရနေကုတိနာရုံပြီကိုခီး ထွက်တော်မူခဲ့တယ်။ Venerable Gotama saw an ascetic and asked him if he knew the Buddha. အဲ့ဒီမှာအဝေးရလာတဲ့တေဂရွန်ကိုမြင်ပြီးတော့ငါရှင်ငါတို့ရဲ့ဆရာဖျားကိုသိပါသလားလို့မေးလိုက်တယ်။အဲ့ဒီခါမှာ an ascetic replied that it has been 7 days that သမဏဂေါရမ passed away အဲ့ဒီတေဂတွန်းကပေါ့နော်ယဟန်ကြီးဂေါရမပြိဋိဘံဆန္နာ 9ရက်ရှိပါပြီပေါ့နော်အဲ့ဒီရက်ကနေမှအဲကျွန်ုပ်ဟာတောင်မှဒီမန္တာရဝမြည်တဲ့နှပန်းကိုယူခဲ့တယ်လို့ဖြေကြခဲ့တယ် on hearing these words some bhikkhus with craving cried in mini အဲ့ဒီခါမှာဒီလိုပြောတာကိုကြားတဲ့အခါမှာယဟန္တာမဖြစ်သေးတဲ့ယဟန်တချို့ဟာငိုကြွေးကြတယ်လို့လိလာမှတ်သားရပါတယ်သူပတ္တသတ် Don't be worried. We all are now free from tamana karma. We can do what we would like to do and we will not do what we would not like to do. ဒီသူဘာသာတော်ရရဟန်းကြီးရပေါ့နော်ငူကြီးနေတဲ့ရဟန်းကြီးကိုငါရှင်တို့မစိုးရင်ကြနဲ့ငူကြီးကြကုန်နေတဲ့ ငါတို့ဟာယဟန်ကြီးဂေါရမလက်ကလွတ်မြောက်ပြီးယခုငါတို့ပြုလို့ရပြုချကုန်အပ်မပြုလို့ရကိုမပြုလို့ကြကိုအံ့ဆိုပြီးတော့သူကဒီလိုမျိုးဒီမဖွဲမရစကားပြောခဲ့လိုက်တယ်ပေါ့နော်သာသနာတော်ကိုမလီမဆားနဲ့ပေါ့နော်သူကဖျားရှင်ရဲ့ဝိနည်းတရားတော်တွေကိုမလိုက်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ဒီလိုပြောတာပဲဖြစ်မှာပါအဲဒီလိုသူပတ္တရဲ့စကားကြားလိုက်တော့ and then venerable katapa told the bhikkhus thus come breathe him uh, let us uh, chant together the Dhamma and Vinaya before the Adama and Avinaya as uh, separate and Dhamma and Vinaya are put aside. ဒီသူရသူဘတ်ရဟန်းကြီးရဲ့စကားကြတော့ရှင်မကတ္တပမထေရကြီးကယဟန်းကြီးကိုခေါ်ဝေစုခေါ်ယူစီဝင်ပြီးတော့မှမသူတော်တရားမထွန်ကားမီသူတော်ကောင်းတရားမကွယ်ပြောက်မီဒီဓမ္မဝိနည်းကိုသင်္ဃာယနာတင်းပြီးသာသနာကို တို့ကိုထင်းထင်းကြမယ်လို့စီစဉ်ခဲ့တယ်ဆိုတာလေလီလာမှတ်သားရပါတယ် in ဝိနည်းပိတကပါရာဇိကခန္ဓာအထက်ကထာမှာဆိုရင်တော့ the first cause to be the words of dubbada ဒီပထမသင်္ဃာယနာ တင်ရခြင်းမှာအကြောင်းနှစ်ရရှိတယ် first cause ကတော့ဒီဒုပ္ပတပြောကြတဲ့စကားကို အမှတ်ရတဲ့အတွက်ဒီသင်္ဃာယနာတင်ရခြင်း and second cause is concerned with Venerable Mahakatapa, who received the hem robed of the Buddha. ဒီဖျားရှင်ကပေါ့နော်ကိုရိုတိုင်းဝိယုံဆင်မြန်းခဲ့တယ်ပိုက်ဆံရှော့ပန့်တကူတင်ကန်းကိုကိုရိုနဲ့ထတ်တူပြုပြီးတော့ရှင်မကတ္တပမထေကြီးကိုချစ်မြောက်ခဲ့တယ်အဲ့ဒါမထေကြီးကတင်ကန်းရနာတင်းပြီးတော့အကျွေးဆက်နိုင်ခြင်း ဖြစ်တယ်လို့လည်းဖော်ပြထားတာကိုလ ీల မှတ်သားရပါတယ်။သင်္ကယနာတင်ပွဲအကြောင်းချက်၂ရပ်ပေါ့နော်ဒါကတော့ဒီဝိနည်းပိတကပါရာစိကခန္ဓာအထက္ခဌာမှာဖော်ပြထားတဲ့အကြောင်းပါ။ In the first Buddhist council patronage is king asatatta asatattu asatatta ပေါ့နော်ဒီ ပထမသင်္ဃာယိနာ တင်ပွဲမှာမကရအတိုင်းရှင်အဇာတတမင်းကပစ္စည်းလေးပါးတာရကအဖြစ်ကုညီထောက်ပံ့ခဲ့တယ်။ And then chief leader အဲဒီတန်ခါနာယကပေါ့နော်ပထမသင်္ဃာယိနာတင်ပွဲမှာအရှင်မဟာကတ္တပမထေရကြီးကတန်ခါမဟာနာယကအဖြစ်ဦးဆောင်ပြီးတော့မှဒီ participants ကတော့ the 500 arahants ယဟန္တာ900နဲ့တူသင်္ဃာယိနာ တင်ခဲ့ပါတယ်။ ဒီသင်္ဃယနာတင်ပွဲကြီးကတော့ကြာမြင့်ကျင်ဟာခုနှစ်လဖြစ်တယ်ဆိုတာဒီ literature တွေမှာလည်းဖော်ပြထားတာကိုလေ့လာမှတ်သားရပါတယ် Venerable Mahakatapa, Eldad Sthira, told his experiences and thoughts of conversing in a Buddhist council to the monks. သင်္ဃာယနာတင်ကြမဲ့ယဟန်တော်တွေကဒီအသက်အကြီးဆုံးဖြစ်တဲ့ရှင်မဟာကတ္တပမထေရကြီးကမိမိကပေါ့နော်ယဟန်900နဲ့တူပံဝါပီရကနေကုတိနာတော်ပြီကိုခရီးထွက်ခဲ့တဲ့လန်ခီးမှာအာစီဝကနဲ့တွေ့ဆုံမိ мян ခဲ့ပုံဒီအဲ့ဒီအချိန်တုန်းကသင်္ဃာယနာတင်ရန်အကြံဖြစ်ပေါ်ခဲ့တဲ့ပုံဒီကိုပေါ့နော်ဒီအကြောင်းအရာတွေကိုယဟန်တော်တွေကိုရှောက်ကြားပြောချထားခဲ့တယ် then all the monks present at them meeting made a unanimous decision to elect Venerable Mahakatapa as head of the council to be convinced. အဲ့ဒီခါမှာယဟန်တော်အလုံးကလည်းဒီမထေကြီးပြောကြတာကိုလက်ခံပြီးတော့ထောက်ခံအတည်ပြုခဲ့ကြတယ်။သင်္ဃာယနာတင်မဲ့ယဟန်ဒီရေးချယ်ဖို့လည်းရှင်မကတ္တပမထေကိုတိုက်တွန်းတာဝန်ပေးအပ်တော်မူခဲ့ကြတယ်လို့လ ీల မှတ်သားရပါတယ်။ venerable mahagatapa chose 499 bhikkhus after leave assigned a place for venerable ananda he also attained arahantship that night on the eve of the council ရှင်မကတ္တပမထေရကြီးရလဲနော်အားလုံးရဲ့တာဝန်ပြည့်ချက်အရာသင်္ဃာယနာတင်ပွဲမှာဣတရက်၅ရံရရှိထားတဲ့ တရားဘာနာဆိုဖြစ်တဲ့ရှင်အနန္တအတွက်တဏှာခြံပြီးတော့မှယဟန္တာ499ဘာကိုရွေးချယ်ခဲ့တယ်ရှင်အနန္တဟာမထေရလည်းပဲသင်္ဃာယနာမတိုင်မီညမှာပဲယဟန္တာဖြစ်ခဲ့တဲ့အတွက်သင်္ဃာယနာတင်ယဟန္တာ900ပြည့်သွားခဲ့တယ်လို့လည်လာမှတ်သားရပါတယ် Venerable Upali was selected to the reside the Vinaya. ရှင်မဟာကသဗ္ဗမထေကြီးကဝိနည်းနဲ့ဆိုင်တာဆက်ဆိုင်တဲ့အကြောင်းပေါ့နော်ဝိနည်းအရာမှာဣတရေရခဲ့တဲ့အရှင်ဥပါလိမထေကိုရွေးချယ်ပြီးတော့ထားခဲ့တယ်အဲ့မှာအရှင်ဥပါလိမထေကလည်းမိ мян ခဲ့တယ်အရှင်ဥပါလိမထေကလည်းဒီဥပါလိမထေကိုမိ мян တော့ရှင်ဥပါလိမထေကလည်းပြန်လည်ဖြေချခဲ့တယ်အဲ venerable Bhagatapa asked question on the Vinaya disciplines to the venerable Upali. ရှင်မကတပမထေရကြီးကဒီဥပါလိကိုရွေးချယ်ပြီးတော့အရှင်ဥပါလိကိုဒီဝိနည်းတော်နဲ့ဆက်ဆိုင်တဲ့ဝိနည်းအရာဣတရရတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့သူကိုမေးမြန်းခဲ့တော့ဒီဥပါလိကလည်းပြန်လဲပြီးတော့ဖြေကြားခဲ့တယ်။ And then venerable Ananda was select selected to recite the Dhamma. အဲ venerable maha katapa asked dhamma to the venerable ananda အဲ့နောက်ဓမ္မနဲ့ဆက်လင်းနိုင်လေရှင်အနန္ဒာမထေရကိုမေးဖို့အတွက်ပုံရွေးချယ်ခဲ့တယ်ရှင်အနန္ဒာမထေရကလည်းဖြေချတော်မူခဲ့တယ်ရှင်အနန္ဒာမထေရဒီဘုဟုတ္တအရာတို့တတိနဲ့ပြည့်စုံတဲ့အရာပညာအရာလုံးလာရှိတဲ့အရာဖျားရှင်ကိုလူကြီးပြုစုတဲ့အရာဆိုတဲ့ဒီ၅ပါးမှာဣတရေရခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒါကြောင့်မို့သူကဒီ

ဒီပထမသင်္ဃာယနာတင်ပွဲမှာရရှိတဲ့အကျိုးကျေးဇူးကတော့ပေါ့နော်ဖျားရှင်တက်တော်တင်ရှားရှိစဉ်ကဟောညွန်ပြတ်သားခဲ့တဲ့ဓမ္မနဲ့ဝိနည်းကိုတပေါင်းတစဲတဲ့တပေါင်းတစီတဲ့လဲစုစည်းနိုင်ခဲ့တာဖြစ်တယ်။ဒါပထမသင်္ဃာယနာဟာဗုဒ္ဓသာသနာကို၎င်းစပီကို၎င်းအကျိုးတွေလည်းပြုခဲ့ပါတယ်။အဲ့ဒီအကျိုးဟာအရင်အတွက်မများပါဘူးလေအတိုင်းတာအဖြစ်တော့ The first benefits is the accomplishment of the tasks assigned by the Buddha in the Mahaparinivana Duta. The Dhamma and Vinaya were collected and approved through questioning, questioning, answering, and reciting. The Vinaya rules were kept in text. The monk's sanda was punished with Brahma danda. ဒီဥစွာတွေ့ရတဲ့အကျူတရားမှာဆိုရင်တော့မဟာပရိနိဗ္ဗာန်တုတ်မှလာတဲ့ဖျားရှင်မှကြားခြင်း၃ရက်နဲ့ဆက်လျင်းပြီးတော့ဆုံးဖြတ်ဒီညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်။ဓမ္မနဲ့ဝိနည်းကိုလည်း တခုချင်းစီအသေးစိတ်မီးမြန်းခဲ့တယ်ဖြည့်ချခဲ့တယ်အဲ့ဒီနောက်စုပေါင်းရွစုချင်းတွေလည်းပြုလုပ်ခဲ့ကြတယ်တင်းငယ်တဲ့တိခါပုတ်တီကိုလည်းခွဲခြားဖို့ခက်ခဲတာကြောင့်ဘယ်တိခါပုတ်ကမှနှုတ်ပယ်ခြင်းမရှိပဲဖျားရှင်ပြညတ်တော်မူတဲ့အတိုင်းပဲထားရှိခဲ့တယ်နောက်ဆန္ဒယဟန်ကိုလည်းဗြဟ္မဒံပီးခြင်းကိုလည်းဆက်လက်ပြီးတော့ဒီတင်္ဂယနာတင်ပွဲပြီးမှဆောင်ရွက်ခဲ့တယ်။ဗြဟ္မဒံဆိုတာကမိမိပြောလို့ရပြောဆိုနေတဲ့ယဟန်ကို တခြားယဟန်ဒီကမြစ်ွယ်ပြုထားခြင်းပဲပေါ့နော် neglect ပြုထားတာပေါ့ဒါပေမဲ့ဒီဆန္ဒယဟန်ကြီးဟာတော့ပြင်မတန်အပိခံရပြီးတဲ့နောက်မှာသူ့ရဲ့အမှားကိုသိမြင်ပြီးတော့နော်ယဟန်နာဖြစ်သည့်အထိသူဟာအောင်မြင်သွားခဲ့တယ်နော် သူကတော့ဒါပါရမီတော်ပါလာတဲ့အတွက်ဒီပြင်မတန်ခံရပြီးတဲ့နောက် သူ့ရဲ့အမှားကိုသူသိမြင်သွားတာပေါ့နော်ဘိက္ခုစ Sinananda said four benefits of fast counsel အဲဒီအရှင်ဘိက္ခုစိနန္တာကတော့ပထမသင်္ကာယနာတင်ပွဲရဲ့အကျိုး၄ပါးကတဲ့ the settlement of the winiya အရှင်ဥပါလိဥဆောင်ပြီးတော့ winiya ကိုစူးစီးခဲ့တဲ့အကြောင်း and then the settlement of the dhamma အရှင်အနန္တဥဆောင်ပြီးတော့ဓမ္မကိုလည်းစူးစီးခဲ့တယ် and next the trail of the thira ananda ရှင်အနန္ဒာကိုလည်းစုံစမ်းစစ်ဆေးမှုလည်းပြုခဲ့တယ်။ And then the punishment of the Thera Sanda ။ Sanda ယဟန်ကြီးကိုလည်းပြင်မတန်ပေးအပ်ခဲ့တယ်ဆိုပြီးတော့ဒီပထမသင်္ဃာယနာ တင်ပွဲရဲ့အကျိုးလေးပါးကိုဒီအရှင်ဇိနာနန္ဒာကဒီဖော်ပြထားတာရှိရဦးလေလေလာမှတ်သားရပါတယ်။ညဝေပြီးခဲ့တဲ့ဒီ The First Buddhist Council in response to different opinions about the two basic divisions of the Buddhist teaching, the Dhamma and Vinaya. The counselors who participated in these two Buddhist councils were clearly influential as much as those who participated in the first Buddhist council. This is and this is an incalculable benefits and contribution of the first buddhist council to the buddha's teaching ဒီသင်္ဃာယနာတင်ပွဲမှာဆိုရင်ပေါ့နော်ဓမ္မနဲ့ဝိနည်းဆိုတဲ့အခြေခံနည်းရအပေါ်မှာအယူအဆကွဲပြားတာကြောင့်ပေါ်ပေါက်လာတာဖြစ်တယ်ဒီ first buddhist council ပွဲမှာဒီပုဂ္ဂိုလ်တွေဟာတရားတော်တွေကိုမပြောက်ပြက်ဘူးတည်ထန့်စေခဲ့တယ်ဒီတရားတော်တွေဟာဘုရားကိုယ်တော်တိုင်း ဟောပြောညွှန်ပြထားတဲ့တရားဒေသနာတွေဖြစ်တယ်လို့လည်းဆွေးမြဲယူကြည့်ကြရတယ်။ဒါကြောင့်ဒီပထမသင်္ကယနာတင်ပွဲဟာနောက်ပိုင်းသင်္ကယနာတင်ပွဲကြီးနှစ်ရက်ပေါ်မှာဩဇာကြီးမားကြောင်းနဲ့အထင်ရှားဖြစ်တယ်ဆိုတာဒါညှင်းပယ်လို့မရပါဘူး။ဒီယုံကြည်ချက်ဟာသာသနာဝန်ထမ်းဒီဟာဗုဒ္ဓရဲ့အဆိုးအမလိုက်နာကျင့်သုံးသူအလုံးအတွက်ဓမ္မနဲ့ဝိနည်းနဲ့ဆက်လျင်းတဲ့ယုံမှန်တန်တရားတွေကိုလည်းပယ်ဖြတ်ပြီးခဲ့တယ်။ ဒီချက်အားဆိုရင်ဘုရားသဒ္ဒနာတော်ကြီးတစ်ခုအတွက်တစ်ခုလုံးအတွက်ပေါ့နော်ကြီးမားတဲ့အကျိုးတရားဖြစ်တယ်ဆိုတာငင်းပယ်လို့မရပါဘူးခုဆိုရင်ဒီ the first buddhist council ပထမသင်္ကရဏတင်ပွဲနဲ့ပတ်သက်တဲ့ဒီဘုဟုတ္တဆင်ရအကြောင်းအရာလေးတွေကိုဟိုပြည့်ပြည့်စုံစုံလေးမျှဝေပေးခဲ့ပါတယ်အားလုံးလည်းသိရှိထားကြပြီးဖြစ်ပေမဲ့ဒီမျှဝေတာလေးနားထောင်လိုက်မယ်ဆိုရင်တော့ပုံမူပြီးတော့အဲ ိရှိသွားမယ်လို့ယုံကြည်ပါတယ်အခုဆိုရင် the first buddhist council သင်္ဃာယနာတင်ပွဲဒီပထမအကြိမ်ကျင်းပခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မျှဝေပြီးခဲ့တာဒီမှာပဲဒီမျှဝေတဲ့ဘုဒ္ဓတအကြောင်းအရာလေးကိုရန်နာပါတယ်